တငယ်ကြောင်းလုံးမိင်္ဂလာပါကျွန်တော်ဒီနေ့မှာဆိုရင် Green Soda နှစ်ထပ်ကြောင်ကြော်လေးလုံးมาဖြစ်ပါတယ်ဒီဗီဒီယိုလေးရိုက်ထားတာ၄၅နှစ်လောက်ရှိပါပြီ Facebook ပေါ်မှာနောက်ခံတီးလုံးနေပါရင် copyright ညှိပြီးတော့အဆင်မပြေတာကြောင့်ကျွန်တော်အတန်ပြန်သွင်းပြီးတော့ပြန်တင်ရခြင်းဖြစ်ပါတယ်ကြောင်ကြော်လုံးဖို့အတွက်အာဃာကကြောင်ကြော်မှုလေးကိုပဲတုံးထားပါတယ်ကျွန်တော်ကရိုးရိုးအပြောင်အထုတ်ကိုတုံးတယ် ကြောက်ကြောက်မဟုတ်ကိုတဝက်ခွဲပါမယ်25ဂရမ်ပါတဲ့အတွက်ကြောင့်ကျွန်တော်ကစနစ်တတမ5ဂရမ်စီခွဲပါရယ်ချိန်ခွင်နဲ့ချိန်တိုင်းနဲ့ဆိုင်ရင်အခုလိုမျိုးစပွဲတင်စုံတစုံခွဲလေးထည့်လိုက်ရင်ဆိုရင်တဝက်တီတီနဲ့ညီပါရယ်အချို့ကတော့မိမိစိတ်ကြိုက်ထည့်လို့ရပါတယ်ကျွန်တော်ကစပွဲတင်စုံနှစ်စုံလောက်ပဲတုံးထားတယ်ပြီးဝိုင်းစားလီပါယုံလေးထည့်ပြီးတော့နှက်ဆက်အောင်မှုပေးထားပါ ဂျိုမင့်အိုထဲမှာ green soda အရေဦးထည့်ပါတယ်ကျွန်တော်ကတော့စပွဲတင်ဆိုနှစ်ဆုံးလောက်ပဲထည့်တယ်ပြီးတော့ရင်ရေက900 ml ထည့်ပါတယ်ကြောက်ကြောက်မှုတ်တွေထည့်မယ်ထည့်ပြီးတော့ကြောက်ကြောက်မှုတ်တွေကိုပျော့သွားအောင်ခဏလေးမှွေပေးပါ ဆယ်မိနစ်လောက်ခဏလေးထားထားလဲရပါတယ်ပြီးမှမီးဖိုပေါ်မှာတင်ပြီးတော့စူပေါ်အောင်ဂျိုပေးပါခမန်းကြီး15မိနစ်လောက်ဂျိုပေးပါဂျိုနေတဲ့အခါမှာလည်းအဆက်မပြတ်မှွေပေးပါခင်ဗျာရပြီဆိုတာနဲ့ကျွန်တော်တို့အအေးခံမဲ့ဘန်ထဲမှာထည့်ပေးပါနောက်တစ်ထပ်လှုပ်ဖို့အတွက်ခုနကကြံတဲ့ကြောက်ကြောမှုတစ်ဝက်ရယ်ပြီးသွားရင်ထုံးစံအတိုင်းတကြားရယ်စားရယ်ထည့်ပြီးတော့မှွေပေးမယ် ဒီနေရာမှာကျွန်တော်ကရေစားနွားနို့ကိုသုံးပါတယ်နွားနို့900 ml ကိုသုံးပါတယ်နွားနို့ထဲမှာလည်းကျွန်တော်ကဒီ cream soda အနံ့လေးပေါင်းနှက်ထဲပါတယ်ပြီးသွားရင်ခုနတိုင်းမှာပဲကြောက်ကြောက်မုန့်တွေထည့်ပြီးတော့ပျော်အောင်မှွေမယ်ပျော်လောက်ပြီဆိုမှအပူပေးပါမယ်နွားနို့ပါတဲ့အတွက်ကြိုတဲ့အခါမှာတတိထားပေးပါဝေကြတတ်ပါတယ်နွားနို့လည်းဒီ15မိနစ်လောက်ကြိုပေးပါပြီးသွားတာနဲ့ခုနကအေးအေးခံထားတဲ့ကြောက်ကြောပေါ်ကို ဖြည်းဖြည်းလေးလောင်းထည့်ပေးပါခုနကအေးခံထားတဲ့ကြောက်ကြောကလုံးဝကြီးတော့မမာသေးပါဘူးဒါကြောင့်ထည့်တဲ့အခါမှာအောက်ကမပေါက်သွားအောင်စွန်းလေးနဲ့ဖြည်းဖြည်းလေးထည့်ပေးပါပြီးရတဲ့အခန်းပူချိန်မှာအေးခံပြီးသွားတာနဲ့ကျွန်တော်တို့ကြောက်ကြောလေးရပြီဖြစ်ပါတယ်ခင်ဗျာဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပဲတငငညာလုံးကိုကျေးဇူးအထူးပဲတင်ရှိပါတယ်ဗီဒီယိုလေးကိုနှစ်သိမ့်လဲ like and share လေးလုပ်ပြီးတော့အားပေးသွားပါအောင်ခင်ဗျာတငငညာလုံးကြမှာပျော်ရှင်ကြပါစေ Bye-bye.